မင်္ဂလာပါ2025ခုနှစ်အောက်တိုဘာဒုတိယပတ်အတွင်းကင်ပီနယ်တွင်းကထူးခြားသတင်းတွေကိုတင်ဆက်ပေးနေပါပြီ။ကျွန်မကတော့ဖော်ပါ။တိုက်ပွဲဖြစ်ပွားခြင်းရှိပဲ KNU တပ်မဟာတပ်နယ်မြေကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ကလေးအပအဝင်သေဆုံးမှုတွေရှိခဲ့တဲ့တင်။ KNU နယ်မြေရဲ့ထီးခီးရွာကိုစစ်တပ်ကဝိုင်တွဲလေရင်နဲ့ဘုံ60ကျော်တဲချတိုက်ခိုက်ခဲ့တဲ့တင်။ စစ်တပ်လာအောက်ခံ ပြည်သူစစ်သုံးဦးလက်နက်နဲ့အတူအလင်းဝင်လာတဲ့တည်င်။ဒါပြင်တပ်မ44လက်အောက်ခံပြည်သူစစ်တဦးလည်းလက်နက်နဲ့အတူ KNDO ထံပထမဆုံးအလင်းဝင်ခဲ့တဲ့တည်င်နဲ့ထိုင်းမြန်မာနယ်စပ်မှာကပတ်ဆရာများနေနဲ့ BMTA 20ပြည့်ဂုံပြုတ်အခမ်းအနားကျင်းပခဲ့တဲ့တည်င်ဒီအကြောင်းအရာတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ကဲအမျိုးသားအစည်းအရုံး KNU ထင်းချုပ်နယ်မြေထဲမှာအခုတစ်ပတ်အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့်ရဲသားပြည်သူများတေဆုံးတန်ရာရမှုတွေရှိခဲ့ပါတယ်။ဒီဖြစ်စဉ်ဟာအော်တိုဘာလ9ရက်နေ့ည8နာရီ73မိနစ်ခန့်က ဖြစ်ပွားခဲ့တာပါ။ KNU တမဟာတင့်နယ်မြေဘီလင်းမြို့နယ်ပြင်မပင်စိတ်နောက်ဘက်ချမ်းရွာကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲစစ်တပ်က လေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့်အသက်မပြေသေးတဲ့ကလေးငယ်တဦးအပါအဝင်ဒေသခံအရက်သား၄ဦးသေဆုံးခဲ့ရပြီးဆက်နှဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကသိရပါဗျ။သေဆုံးသူတွေထဲတမိသားစုလုံးဆုံးရှုံးခဲ့ရသူတွေပါဝင်ပြီးကလေးငယ်တဦးလည်းပါဝင်တယ်လို့ဒေသခံသတင်းရင်းမြစ်များကအတည်ပြုပြောဆိုထားပါဗျ။ လေကြောင်းတိုက်ခိုက်မှုရဲ့အဓိကပြစ်မှတ်ဟာအရက်သားပြည်သူတွေဖြစ်နေတယ်လို့လည်းဒေသခံတွေကပြောဆိုကြပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကြောင့်ဒေသခံပြည်သူတွေအနေနဲ့လေကြောင်းအနေအကိုအထူးသတိပြုပြီးနေထိုင်ကြဖို့လိုအပ်နေတယ်လို့သက်ဆိုင်ရာသတင်းမီဒီယာကသတိပေးနှိုးဆော်ထားပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းရှိပဲဒေသခံတွေကိုလေကြောင်းကနေပြင်မှတ်ထားတိုက်ခိုက်တာဟာအရသားတွေအပေါ်စစ်တပ်ရဲ့ကြီးမားတဲ့လူအခွင့်အရေးချိုးပေါင်းမှုအဖြစ်ဆက်လက်တရှိနေပါတယ်။အခုလိုမျိုးအရပတ်ပြင်မှတ်တွေကိုတိုက်ခိုက်မှုတွေကိုစစ်တပ်ကဇက်တိုက်ဆိုလိုလှုံ့ဆော်လာနေတာပါ။ပြီးခဲ့တဲ့အောက်တိုဘာ24ရက်နေ့တုန်းကလည်း တမ်ဟာတင်နေမြင်စိုက်ထုံမျိုးနဲ့ချမ်းမြစ်စုဘုံကြီးကျောင်းကို လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်တန်ဃာတော်ခုနှစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့မှုပါသေးတယ်ရှင်ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်တဝဲခရိုင်အတွင်းကအရက်သားကျေးရွာတွေကိုအနာသိန်းစစ်ကောင်စီကလေကြောင်းကနေပြင်မဲ့ထားတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေပါတယ် အခုတစ်ပတ်ထဲမှာပဲထိခိကျွရွာကို white train အမျိုးအစားလေရင်နဲ့ဘုံအလုံးရေ40ကျော်တက်ချခဲ့တယ်လို့ KNU ကသတိထုတ်ပြန်ထားပါတယ်။ဒီဖြစ်စဉ်ဟာ အော်တိုဘာလ10ရက်နေ့နနက်9:30မိနစ်ခန့်မှာဖြစ်ပွားခဲ့တာပါ။ ထင်းမွန်ပွားနယ်မြေထဲမှာရှိတဲ့မဲသမီခီထီခီကျွော်ကိုစစ်ကောင်စီရဲ့ဝိုက်တွဲလင်ကနဲ့အကျဉ်းဆဲကျင်းပြန်တမ်းပြီး120မမဘုံသီး40ကျော်ကိုတဲချခဲ့တာဖြစ်တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်လေကြောင်းတိုက်ခိုက်မှုကြောင့်ကျေးရွာတွင်ကနေအိမ်နဲ့အဆောက်အုံတွေထိခိုက်ပျက်စီးမှုများစွာရှိခဲ့ပါတယ်။စစ်ကောင်စီဟာဒီဒေသကိုလေကြောင်းကနေမကြာခဏတိုက်ခိုက်နေတာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့ညနေပိုင်းမှာလဲကစဲတူမြို့နယ်ထင်းမဲ့ပေါ်တဲချောင်းကြီးကျွော်ကိုဂျက်တိုက်လင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။အဲ့ဒီတိုက်ခိုက်မှုမှာ အသက်62နှစ်အရွယ်အဘွားအိုတဦးနဲ့အသက်10နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်အရက်သားပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်နှလုံးပျက်စီးခဲ့ရပါသေးတယ်။ ဒီလိုတိုက်ပွဲဖြစ်ပွားနေတဲ့နေရာဒေသမကပဲအရက်သားတွေနေထိုင်ရာခြေရဒေသတွေကိုလေကြောင်းအင်အားအသုံးပြုပြီးအပြင်းထန်တိုက်ခိုက်နေတာဟာဒေသခံပြည်သူတွေအတွက် ကြီးမားတဲ့လုံခြုံရေးစိုးရိမ်မှုတွေရှိနေပါတယ်ရှင် ကင်းပြည်နယ်မြရီမြို့တောင်ဘက်မှာရှိတဲ့၄ကီကွန်မြို့တစ်တိုက်ပွဲအတွင်မှာစစ်ကောင်စီရဲ့တမ20လောက်အောက်ခံပြည်သူစစ်တုံးဟာလက်နက်တွေနဲ့အတူအလင်းဝင်လာတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကနေသိရပါတယ်။အော်တိုဘာလ9ရက်နေ့မှာဘျူဟာ30နှစ်တန်ကိုအလင်းဝင်လာတဲ့ပြည်သူစစ်တုံးစလုံးဟာ MA1 အမျိုးအစား rifle တနက်တွေကိုကိုင်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ဒီလိုအလင်းဝင်ရောက်လာတဲ့အတွက်သူတို့သွားလိုတဲ့နေရာလောက်ကင်လိုတဲ့ကိစ္စတွေကိုတင့်တော်သူလိုစဉ်းစားပြီးလိုက်ရောဆောင်ရွက်ပေးမှဖြစ်တယ်လို့လည်းတာဝန်ရှိမြေပြင်အရာရှိတူကပြောပါရယ်။ဒါပေမဲ့လက်နက်ချခြင်းမဟုတ်ပဲဖမ်းမိတဲ့သူတွေအတွက်ကိုတော့စစ်သုံးပန်းဥပဒေအတိုင်းဆက်လက်အရေးယူဆောင်ရွက်သွားမှဖြစ်တယ်လို့လည်းဖြည့်ဆွတ်ပြောဆိုခဲ့ပါရယ်။ တိုက်ပွဲတွေပြင်းထန်လာတာနဲ့အမြစစ်တပ်နဲ့ပြည်သူစစ်ဘက်ကနေလက်နက်ချအလင်းဝင်လာသူတွေပုံမှုများပြလာတာကို တွေ့ရပါတယ်။ဒီလိုစစ်ကောင်စီရဲ့စစ်မှုထမ်းတပ်သားတွေအလင်းဝင်လာမှုတွေဟာကင်ပီနယ်တိုက်ပွဲတွေရဲ့နောက်ဆက်တွဲဂရဲရိုက်ခတ်မှုတစ်ခုဖြစ်နေပါတယ်။လက်ရှိမှာတော့ကင်ပီနယ်တွင်က၄ကီဂေါ်မျိုးတည်ရဲ့အချို့ရက်ကတ်တွေကိုစစ်တပ်ကပြန်လည်ထိမ့်ချုပ်ထားပြီးဖြစ်တဲ့မြင်ကွင်းတွေကိုလူမှုကွန်ရက်ဆန်းမျက်နှာတွေမှာဓာတ်ပုံတွေနဲ့တကွတွေးခေရပါတယ်။ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့အတွက်ဒေသခံပြည်သူထောင်ချီစစ်ဘေးတိရှောင်နေကြရပါတယ်ရှင်။ကင်ပီနယ်ကွန်ကရစ်မြောက်ရီအရှလန်ကိုပြန်လည်ရရှိဖို့ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီရဲ့တပ်မ44လောက်အောက်ခံပြည်သူစစ်တူဟာလက်နက်နဲ့အတူကင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KIDO တန်းအခုတစ်ပတ်ထဲအလင်းဝင်လာတာပါ။ဒီဖြစ်စဉ်ဟာအောက်ဇေယဒုတိယလိုင်းစစ်စင်ရေးကာလတွင်မှဖြစ်ပွားခဲ့တာပါ။ အလင်းဝင်လာတဲ့ပြည်သူစစ်တူဟာ MA1 အမျိုးအစားတနက်တလက်ကိုယူဆောင်လာခဲ့ပြီးပြီးခဲ့တဲ့စက်တင်ဘာလ6ရက်နေ့လောက်တည်းက KNDO ချန်ရောက်ရှိခဲ့တာလို့ KNDO အရာရှိတူကပြောပါတယ်ဒါပေမဲ့အဲ့ဒီပြည်သူစစ်ဟာစစ်ကြောင်နေတဲ့အတွက်ချက်ချင်းစစ်စစ်မင်းများလို့မရပဲစေဝါကုသမှုနဲ့စောင့်ရှောက်မှုတွေပြုလုပ်ပေးပြီးမှအချိန်နှစ်ပတ်သုံးပတ်လောက်ယူပြီးမှမင်းမြန်နိုင်ခဲ့တယ်လို့ဆိုပါတယ် အလင်းဝင်လာတဲ့ပြည်သူစစ်အရာရှိရဲ့ပြောဆိုချက်အရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလက်ကြည့်ရေးကာလမှာမူးယစ်ဆေးတွေတိုက်တာစစ်ထိုးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ KNDO ဘက်ကဖမ်းဆီးရမိထားတဲ့စစ်တုံးဘန်းစစ်သားဦးရေဟာစေကနတ်ထက်မင်းရဲ့ရှင်နေပြီးအများစုကစေးကြောင်နေသူတွေဖြစ်တယ်လို့လည်းအဲ့ဒီအရာရှိကဆက်အတည်ပြုခဲ့ပါတယ်။ဖမ်းမိထားတဲ့စစ်တုံးဘန်းတွေထဲမှာ ထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်ရင်း ထိုင်းအနာပိုင်တွေကဖန်စီပြီးမြန်မာဘက်ကိုပြန်ပို့ခဲ့တဲ့လူငယ်တွေပါဝင်နေပါတယ်။ဒါပြင် အောက်ဇေယဒုတိယလိုင်းစစ်ကြောင်းတွေကတပ်သားတွေဟာ WY မျိုးအစားစိတ်ကြွစီပြားတွေကိုပေါ်ပေါ်ထင်ထင်သုံးဆွဲနေတာကိုမြဝရီမျိုးခံတွေကတွေးရှိရတယ်လို့လည်းသတင်းရင်းမြစ်တွေကနေသိရပါတယ်။အောက်ဇေယဒုတိယလိုင်းစစ်ကြောင်းဟာအောက်ကလ7ရက်နေ့မှာသင်္ကန်းကျင်တောင်ကိုရောက်ရှိပြီးစစ်တပ်ရဲ့ဗဟိုကင်းစကန်တွေကိုတင်ပိုက်ခဲ့ပါတယ်။ စက်တင်ဘာ9ရက်နေ့မှာတော့မြရီမျိုးကုံသွယ်ရေးဇုံကိုရောက်ရှိပြီးကွန်ကရစ်မြရီအားချလမ်းမကို ထိတ်ချုပ်ထားပါတယ်ရှင်။အော်တိုဘာလ9ရက်နေ့မှာကြာရောက်တဲ့ကပတ်ဆရာများနေ့ကိုဂွန်ပြူတဲ့အနေနဲ့ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာခန်းနာတစ်ခုကျင်းပခဲ့ပါတယ်။အဲ့ဒီအခမ်းအနားဟာရွှေပြောင်းကလေးငယ်တွေရဲ့ပညာရေးခန္ဓာကိုဥဆောင်နေတဲ့မြမရွှေပြောင်းဆရာဆရာမများအစီအယုံ BNTA ရဲ့နှစ်20ပြည့်ပွဲလည်းဖြစ်ပါတယ် ဂုံပြုတ်အခမ်းအနားကိုထိုင်းပညာရေးဌာနဦးဆောင်သူတွေမြန်မာရွှေ့ပြောင်းပညာရေးစင်တာတွေကဆရာဆရာမတွေနဲ့ចောင်းသားចောင်းသူတွေရွှေ့ပြောင်းပညာရေးလုပ်ငန်းလှုပ်ဆောင်သူတွေနဲ့မေရော်စေကန်းကတောင်ရှိသူတွေအပါအဝင်ပုံကူများစွာတက်ရောက်ခဲ့ကြပါတယ်။ဒီလိုစုစည်းမှုဟာနေဆက်ဒေတာကပညာရေးအတိုက်အဝန်းတွေရဲ့အားကို ပြတ်တက်နေတာဖြစ်တယ်လို့တက်ရောက်သူတွေကမှတ်ချက်ပြုကြပါတယ်။ အခမ်းအနားမှာဆရာဆရာမတွေရဲ့အခမ်းကဏ္ဍကိုဂုံပြူစကားတွေနဲ့ပြောခဲ့ကြပြီး BMTA ရဲ့နှစ်20အတွင်းဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံကောင်းတွေလှုပ်ဆောင်မှုတွေကိုဆွေးနွေးခဲ့ကြပါတယ်။ဒါပြင်ဆရာဆရာမတွေကိုဂုံပြူလက်ဆောင်တွေပေးအပ်ခဲ့ပြီးနောက်အနာဂတ်မှာပညာရေးကိုပူးပေါင်းဆောင်ရွက်နိုင်မယ့်အကြောင်းအရာတွေကိုလည်းအပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ကွန်ပျူတာအခမ်းအနားရဲ့ဒစိတ်တစ်ပိုင်းအနေနဲ့ Left and Care တင်ကြားရေးစင်တာက ကျောင်းသားကျောင်းသူလေးတွေဟာသူတို့ရဲ့ဆက်ဆံမတွေအတွက်ကွန်ပျူတာသွင်းတွေကို တိခတ်တည်ဆူဖော်ပြခဲ့ကြပါတယ်။ဒါပြင်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပညာရေးဝန်ကြီးဌာနတက္ကသိုလ်ဆရာသမဂ္ဂများ ကိုစားပြုကော်မတီနဲ့တခြားသောရွှေပြောင်းအဖွဲ့အစည်းတွေက ပေးပို့တဲ့ကွန်ပျူတာလော်ရာတွေကိုဖတ်ကြားပေးခဲ့ကြပါတယ်ရှင်။တလုကဒရင်ထနာရဲ့တပတ်အတွင်းကေဘီနယ်တွင်းကထူးခြားသတင်းတွေကိုထုံးထုံးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ကင်းပြည်နယ်အပါအဝင်မြန်မာနိုင်ငံသူနိုင်ငံသားအလုံးဘေးအန္တရာယ်မျိုးမျိုးကနေမြတ်စွာဘုရားလွတ်မြောက်နိုင်ကြပါစေရှင်